ကျားလုံးမင်္ဂလာပါနော်ဒီကနေ့6ရက်12လ2025ခု1389ခုကတော့လပြည့်ကျော်9ရက်အင်္ဂါနေ့အတွဲကျွန်တော်တို့ယူတော်မင်္ဂလာခြံရဲ့နေ့စဉ်အခါတော်ပေးရေရာဟောဒရန်ဖြစ်ပါတယ်ခုနှစ်ရက်သားသမီးများခက်ခဲကြုံတဲ့အခါလွယ်လွယ်ကူကူလုပ်လို့ရဖို့အတွက်မာမလနိုင်တဲ့ကြားထဲကနေပြီးတော့ကျွန်တော်တို့ဒီရေရာလေးတွေရိုက်ပြီးတော့တင်ပြတာဖြစ်ပါတယ် အင်္ဂါနေ့ကိုကျွန်တော်တို့ဘေးရင်တွက်ခင်ရဆိုရင်ကောဇာဆန်၉လုံးအတ္တလိကကပတ်နှက်ခတ်နဲ့ဆန်းရှင်ပြီးတော့သဗ္ဗတိတိရုပ်ရတဲ့ပုံနာတိတိလဝဲတရကြီးဆိုပြီးတော့သရီလကာလလည်းဖြစ်ပါလေ။အဲတော့အင်္ဂါနေ့မှာမင်းတို့ခုနှစ်သားသမီးတွေအကြောင်းကိစ္စကြောင့်လည်းကလွယ်လွယ်ကူကူပြုလုပ်လို့ရအောင်ပေါ့နော်။အဲတော့နံပါတ်၁ကတော့တနင်္ဂနွေနံနဲ့ပတ်သက်တဲ့ကိစ္စတွေအခက်အခဲမရှိဘဲနဲ့အဆင်ပြေခြင်းနဲ့ဆိုရင်ပြုလုပ်ရမယ့်ရည်ရပါ အဲ့ဒါဗာလဲဆိုတော့တနင်္ဂနွေနေ့ဆိုရင်အိမ်ရောင်းခြင်းတို့အိမ်ဝယ်ခြင်းတို့အလုပ်ရဖို့အတွက်တို့အကြီးအကဲနဲ့အဆင်ပြေဖို့အတွက်တို့အိမ်တွင်းရေးတာယာချမ်းမြေ့စေဖို့ပူပင်သောကကင်းစေဖို့စတဲ့တနင်္ဂနွေနေ့နဲ့ပတ်သက်တဲ့ကိစ္စတွေမှာအခက်အခဲတွေရှိတယ်အဲ့ဒီအခက်အခဲတွေကလွတ်မြောက်ခြင်းနဲ့အဆင်ပြေပြေဖြစ်ခြင်းနဲ့ဆိုရင်လက်ဝါးနှစ်ဖက်ကိုနော်မိမိရဲ့လက်ဝါးနှစ်ဖက်ကိုရေမွေးလေးဆုပ်ပြီးတော့ဆူတောင်းလိုက်ဒါဆိုရင်ဒါတနင်္ဂနွေနေ့မှာအခက်အခဲတနင်္ဂနွေနေ့နဲ့ တ်သက်တဲ့ခက်ခဲတွေပြည်လည်စီမှာဖြစ်ပါတယ်။နောက်တစ်ခုကတရင်းလန်နန်နဲ့ပတ်သက်တဲ့ကိစ္စ၊ကာယောင်ကားဝယ်ကိစ္စ၊ကုမ္ပဏီလုပ်ငန်းကိစ္စ၊ကုန်ကြောင်ဆိုင်စတဲ့အယောင်းဝယ်ကိစ္စတွေအစဉ်ပြေနေတာ၊ငွေပေးငွေယူလုပ်ငန်းတွေအောင်မြင်နေတာ၊ရစရာရှိတဲ့ငွေတွေတော်တော်များများရဖို့၊ပေးစရာရှိတဲ့ငွေတွေတော်တော်များများပေးနိုင်ဖို့အတွက်ဆိုရင်သမီးအသည်ငါလုံးကိုအိမ်ဖျားမှာကတ်လူပြီးတော့ဆူတောင်းလိုက်ပါနော် သင်္ကန်းနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေနေတဲ့ဆိုရင်စေဘက်ဆိုင်ရာစေဘက်ဆိုင်ရာလုပ်ငန်းတွေအဆင်ပြေဖို့တကားပြောအောင်မြင်စေဖို့လက်အောက်ငယ်သားကိစ္စအလုပ်သမားကိစ္စတွေအဆင်ပြေဖို့အတွက်ဆိုရင်ကိုနှစ်သက်တဲ့ဂုံတော်တဘာဘကိုပရိငါးဘက်စိတ်လိုက်ပါဂုံတော်ပရိငါးဘက်စိတ်လိုက်ပါတိုင်းနှစ်သက်တဲ့ဂုံတော်ကိုစိတ်လို့ရပါတယ်နော်နောက်ဘုရုံးနဲ့အမှုပညာအလပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအမှုပညာလုပ်ငန်းတွေအောင်မြင်စေဖို့ နော်ရွှေတန်ရောင်းကောင်းမှုရေတန်လုပ်ငန်းတွေအောင်မြင်စေဖို့အတွက်ဆိုရင်ဘွားတူတစုံဝိုးတဲ့ငါတန်နေကန်းလို့ပြောပြီးတော့ချိုးပြီးတော့အရင်ကိုယ့်အိမ်ရဲ့ပြင်ပမှာဆွန့်ပြလိုက်ပါနော်အားဖြင့်ဘုရားဥဒ္ဒဏ်နဲ့ပတ်သက်တဲ့အခက်အခဲတွေပြေလည်ပြီးတော့အဆင်ပြေသွားစေမှာဖြစ်ပါတယ်။နောက်ကျာသာပရိနာနဲ့ပတ်သက်တဲ့ကိစ္စဆိုရင်မြေရောင်းမြေဝဲကိစ္စပညာဆရာကိစ္စသင်တန်းကိစ္စစတဲ့ကျာသာပရိနာနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေစေချင်တယ်ဆိုရင်တော့မွေးနံတောင်မှာခေးပြူငားလဲလူပြီးတော့ဆူတောင်းပါ နော်မွေးနံတောင်းမှာခီးပြူငါလဲလူပြီးတော့ဆူတောင်းလဲပါကိုယ့်ရဲ့အညံ့တွေခိုက်တယ်ပြပြပြီးတော့ကောင်းကျိုးတွေရရှိစေမှာဖြစ်ပါတယ်နောက်တောက်ချန်နံနဲ့ပတ်သက်တဲ့ကိစ္စတဲ့သွတ်တန်တဲ့အယောင်းဝယ်ကိစ္စတွေစကားပြောဆိုခြင်းနဲ့ပတ်သက်တဲ့ကိစ္စတွေဆွေးပြောသားခြင်းနဲ့ပတ်သက်တဲ့ကိစ္စတွေပြည်တွင်းပြည်ပခရီးဝေးသွားလာခြင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအစဉ်ပြေခြင်းနဲ့ဆိုရင်တဲ့ဒါတချောင်းချောင်းပေါ့ဒါပေါ်မှာဖျောင်းနိုင်အနီရောင်လေးထွန်းပြီးတော့ဆူတောင်းလိုက်ပါအစဉ်ပြေတဲ့နေရာမှာထွန်းလို့ရတယ်ဒါလေးတချောင်းပေါ်မှာ ပြောင်းနိုင်အနေအောင်လေးတွန်းတွန်းပြီးတော့တောက်ကြံတဲ့အခက်အခဲတွေပြေလည်သိဖို့အတွက်အလေးနဲ့ဆူတောင်းပါ။နောက်စနေနေ့နဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေနေတဲ့ဆိုရင် ဝန်ထမ်းလုပ်တွေရာထူးတို့ဖို့ လာတာတို့ဖို့နေရာကောင်းရဖို့တွေအခုကအမှုခင်းပြဿနာတွေတွန်းတွင်းနေရတဲ့အခါမှာဖရားတောက်တော်ရဲ့ွက်တွေကိုပြောင်းတိုက်ချုပ်စေးကြောပြီးတော့ရေတော်ဖြစ်ပြီးတော့ကတ်လူလိုက်ပါတဲ့အဲဒါဆိုရင်စနေနေ့နဲ့ပတ်သက်တဲ့ကိစ္စအခက်အခဲတွေပြေလည်ဒီမှာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့အင်္ဂါနေ့အတွက် ယရိယာဟောသံလေးဖြစ်ပါတယ်ခொနီရသာသမီအပါကိုကျမ်းမှာသိကျမ်းသာလူရဆန္ဒပြကြပါသည်လို့သုတမေတ္တာပို့တာလိုက်ပါတယ်